အားလုံးပဲမင်္ဂလာပါကျွန်တော်ရေဟော်ရာဗိုင်ရေးရှန်နေရနေပြန်လဲကြိုးစိုးလိုက်ပါတယ်ဒီဇလန်လေးကတော့ဘေးရင်ကစင်ကယ်မားသားတယောက်ရဲ့ဖြစ်ရမှန်ဇလန်လေးပါသူ့ဘဝကကံမကောင်းခဲ့ဘူးသူ့ရဲ့သားလေး၅နှစ်သားလောက်မှသူ့ယောက်ျားကအသေးကင်စာနဲ့ဆုံးသွားခဲ့တယ်ဒီလိုနဲ့ယောက်ျားဆုံးတာ၃နှစ်လောက်ကြာတော့ခက်ငယ်ငယ်လူပြိုလေးတယောက်နဲ့ဆုံးခဲ့တယ်အဲ့ကောင်လေးကအစာပိုင်းတော့လူရင်ကြီးလေစင်ကယ်မားသား ကလေးတယောက်ရှိတာသိရတော့မှသူမဘောကျင်းကျင်းလာလာဆက်ဆံပေးခဲ့တယ်။လူမလည်းသူ့ဘဝကြီးတော့ပြောင်းလဲပြီလို့ထင်ခဲ့တယ်။ဒါပေမဲ့လက်ထပ်ပြီးရှောက်လာလောက်ကြတော့ဧကောင်လေးကဇာတိပြလာတယ်။သူကအယက်သမားတွေ့ကြရလူတွေနဲ့လည်းရံဖြစ်နေတတ်တယ်။တခါတလေသူမကိုသဝန်တို့ပြီးသူ့တငယ်ချင်းတွေနဲ့မှရံဖြစ်တတ်သေးတယ်။သူလည်းအပေါင်းအသင်းတွေကပါဖဲကျင်တာကိုခံခဲ့ရတယ်။အဲကောင်ကမိုးလာတဲ့အခါ သူမအပေါ်ကိုအမြဲရန်ရှာတယ်။လက်ပင်းတွေကိုညှစ်တယ်။ထိုးကြိတ်တာတွေလုပ်တယ်။အစားကတော့ပျော်ရွှင်စရာကောင်းခဲ့ပေမဲ့အခုတော့အရန်ကိုတော်သက်ဆန်တဲ့ relationship တစ်ခုဖြစ်နေခဲ့တယ်။တရက်ကြာတော့အဲ့ကောင်မလေးကတီးမခံနိုင်လို့သူ့တငငချင်းအိမ်ကိုသွားရှောင်နေတယ်။ဒါကကောင်လေးသေးတော့အိမ်ကိုပြန်ဆွဲခေါ်ပြီးအိမ်ရောက်တော့အဝတ်တွေဆွဲပြဲ red လုပ်ပြီးအပေါ်စားမိမ့်မပါကွာလို့ပြောခံခဲ့ရတယ်။ အဲ့ညာလေသူကအရက်ကိုပဲထတ်တောင်းနေခဲ့တယ်။လူမကတော့သူ့ရဲ့သားလေးနဲ့မကောင်းလို့တူတူသွားအိပ်ပေးခဲ့တယ်။ညနှစ်နာရီလောက်ကြာတကားပွင့်တယ်တစ်ခုကိုကြားခဲ့ရတယ်။သူမလည်းသိပေမဲ့အိတ်ရှောင်ဆောင်နေခဲ့တယ်။သူ့ယောက်ျားကသဘင်တွေကိုစောင့်ဆွဲပြီးမင်းကားစီကနေထွက်သွားခြင်းနေတာငါသိတယ်တဲ့။နောက်ပြီးအိမ်အပြင်ကိုဆွဲခေါ်သွားတယ်။မင်းငါ့ကိုသာပြစ်ပြီးနောက်တော့ကောင်နဲ့ဖောက်ပြန်ရင်မင်းကိုတတ်မယ်မင်းနဲ့ဖောက်ပြန်တဲ့ကောင်ကိုလည်းတတ်မယ်ဆိုပြီး ူဒေါသပြည်တဲ့အထိကောင်းမလေးကိုထိုးကြိတ်ခဲ့တယ်။သူမလည်းသူ့သားလေးခန်းကိုပြန်ဝှက်လို့တယ်။အဲ့အချိန်သူ့ယောက်ျားကမိကုံးတစ်ခုမေးတယ်။မင်းဘယ်ကိုသွားဖို့စဉ်းစားနေရလဲတဲ့။ဘယ်မှမသွားနဲ့။ငါရှိမှနေဆိုပြီးသူကစိုးကားဘောကနေငုတ်တို့ကြီးထိုင်ပြီးကြည့်နေခဲ့တယ်။မိနစ်30လောက်ကြာတော့သူ့ယောက်ျားအိပ်ပျော်သွားတယ်။သူမလည်းဒါကငါအခွင့်အရေးပဲဆိုပြီးသူ့သားလေးကိုခေါ်ပြီးတခါလေးထွက်သွားဖို့လှုပ်ရှိတယ်။ သူ့ယောက်ျားကသူ့ရှီတော့တစ်ဖက်ကိုလှမ်းဆွဲလိုက်တယ်။မင်းဘယ်ကိုသွားမှလဲတဲ့။သူမလည်းမိဖို့ကြောင့်လည်းကိုပါ။ငါသားလေးပိုက်စားနေလို့တခုခုလှုပ်ပေးမလို့လို့ပြောခဲ့တယ်။မြ мян သားလှုပ်တဲ့။သူမလည်းမိဖို့ကြောင့်ရဲ့နောက်တကားကနေတခါတည်းပြင်ကိုပြေးပါတော့တယ်။သူ့သားလေးကိုရှိပြီးဘာဖက်နဲ့မှလည်းမပါ။ဘာမှလည်းမပြေးမစင်မနဲ့နီးဆက်ရရဲစခန်းတစ်ခုကိုပြေးခဲ့တယ်။ရဲစခန်းကဝေးပြီမဲ့အနီးနားမှာတခုခုဆိုတိုင်ကြားလို့ရမယ့်နေရာလေးတစ်ခုရှိခဲ့တယ်။ သူမလည်းအဲ့နေရာကိုဝင်ပြီးရဲစခန်းကိုဖုံးခေါ်ခဲ့တယ်။ကျမကိုကူညီပါ။ကျမယောက်ျားကနှိပ်စက်လို့ငိုယုပ်ပြီးပြောခဲ့တယ်။ခဏကြာရဲတွေရောက်လာပြီးသူမကိုစားစရာတချို့နဲ့အဝေးတချို့ကိုပေးခဲ့တယ်။သူမလည်းပြက်တဲ့အကြောင်းကိုနှိပ်စက်ခံရတာတွေကိုတိုင်ရက်ဖွင့်ခဲ့တယ်။ခဏကြာသူယောက်ျားကိုဖမ်းခေါ်လာခဲ့တယ်။ရဲနှစ်ယောက်ကထပ်ပြီးသူမကိုမေးမြန်းခဲ့တယ်။မင်းကိုပထမဆုံးတစ်ခုမေးခြင်းနဲ့မင်းတို့ကိုအမှားလုပ်ခဲ့လား။ဒါမှမဟုတ်မင်းဖောက်ပြန်ခဲ့သေးလား။ မင်းယောက်ျားကဘာလို့ဒီလောက်စိတ်တူနေရတာလဲတဲ့သူကရက်တွေအရန်ကိုတောက်တယ်ပြီးရင်အသီးစိတ်လွတ်သွားတယ်ကျမကိုအမြဲနိုင်ကြည့်ပြီးနှိပ်စက်တယ်လို့ပြန်ဖြေခဲ့တယ်ခနာကြရဲတွေကသူ့ယောက်ျားရဲ့ရေးထားတဲ့စာတရှုနဲ့ဘယ်နေရာကိုဓာတ်နဲ့ထိုးရင်မသိနိုင်ဘူးဘယ်နေရာကိုပစိန်နဲ့ခုတ်ရင်မသိနိုင်ဘူးဆိုတဲ့စာတွေနဲ့အတူကျမရဲ့ပုံညာတွေကိုတွေ့ရတယ်နောက်တဲ့စာရွက်ထဲမှာတော့သူမကိုနှိပ်စက်ခဲ့တဲ့ရက်စွဲတွေအတိအကျနဲ့နှိပ်စက်ပုံတွေကိုရေးထားခဲ့တယ် ။သူမလည်းစာကိုဖတ်နေရင်မျက်ရည်တွေကျနေခဲ့တယ်။ရဲတွေကသူမကိုပြောခဲ့တယ်။မင်းအရန်ကိုကန်ကောင်းသွားခဲ့တယ်တဲ့။နောက်တော့သူ့ယောက်ျားလည်းအိမ်တွင်းအကြမ်းဖက်မှုလူတိုက်ရန်ကြံစည်မှုတွေနဲ့ထောင်ဒဏ်ဆယ်နှစ်ကျသွားခဲ့တယ်။သူမလည်းအိမ်ကိုရောင်းပြီးတော့ကျွန်တော်တို့ရက်ခွက်ကနေအပြီးထွက်သွားခဲ့တယ်။နောက်ပိုင်းတော့သူ့ယောက်ျားထောင်ကနေလွတ်လာတယ်ဆိုတဲ့သတင်းရှုပ်ကိုကြားခဲ့ရတယ် ခေါင်းကနေလွတ်ပြီးတော့သူ့မရှိတဲ့မြို့ကိုသူ့ယောက်ျားကလိုက်သွားတယ်တဲ့ဒီပိုင်းလေးကတော့ဒီမှာနေပြီးပါပြီနောက်ဇလန်းတွေကိုနောက်ရက်တွေမှာတင်သွားပြီးအောင်မလို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ကြာပါဦးတဲ့